တရုတ်အမျိုးသားကထိုင်းမီမရှာကိုတက်တဲ့တည်ရင်ဒီအဖြစ်ပြက်ကမနီက26ရက်နေ့လေးလပိုင်း2025ထိုင်းနိုင်ငံချွန်ဘူရီပတ်ထရာမှာဖြစ်သွားခဲ့တဲ့ဒီတရုတ်အမျိုးသားနာမည်ကတုံဟွေဖူအသက်40နှစ်နဲ့ဒီမိမရှာကကျတော့အသက်25နှစ်ပဲရှိသေးတယ်။မိမရှာကတရုတ်နိုင်ငံမှာအလုပ်တော်လုပ်ဖူးတော့တရုတ်စကားလည်းပြောတတ်တယ်တရှင်။ တုံးဝေဖူကတရုတ်နိုင်ငံမှာတန်တွေဆက်တဲ့အလုပ်လုပ်တဲ့မိန်းမရှာကတရုတ်နိုင်ငံမှာအလုပ်သွားလုပ်တာနှစ်နှစ်သုံးနှစ်ရှိပြီးအခုတလောတကြံကလာမို့မိဘတွေပြန်လာလေတဲ့ပြည်တော်တရုတ်နိုင်ငံကိုပြန်မတော်ခင်ပတ်ထရားမှာအဲ့လိုမျိုးဘားတွေထဲစားတော့ဆိုင်တွေထဲခဏဝင်လှုပ်လိုက်တာတရှင်တုံးဝေဖူကတော့ထိုင်းနိုင်ငံကိုလာတာဒါနဲ့၃ချိန်မြောက်ရှိပြီလို့ပြောတယ်။လာတိုင်းအလေပတ်စပို့နဲ့ပဲလာတယ်။ဖြစ်စဉ်ကတော့၄လပိုင်း၂၃ရက်နေ့တုန်းက တုံးဟွေဖူကထိုင်းနိုင်ငံကိုရောက်လာတဲ့25ရက်နေ့မှာတော့တုံးဟွေဖူကဟိုတယ်တနီယာပြီးတနီယာတွေလိုက်မိတဲ့နောက်ဆုံးတုံးဟွေဖူကအပတ်မန့်တစ်ခုကိုရသွားတယ်ရှင်အခင်ဖြစ်သွားတဲ့အပတ်မန့်25ရက်နေ့နေ့လယ်7နာရီအချိန်လောက်မှာတုံးဟွေဖူကအဲ့ဒီအပတ်မန့်ကိုသွားပြီးတပတ်စာအခန်းငားနေလိုက်တဲ့ဘတ်သုံးထုံကြုံငွေရှင်းလိုက်တဲ့တရှင်တုံးဟွေဖူကအိတ်တလုံးနဲ့ပဲပါလာတဲ့ အခန်းငါတိတော့တုံးဝေဖူးကလည်းသူ့ရဲ့ပစ္စည်းကိုသူ့အခန်းထဲမှာထည့်ထားလိုက်တဲ့အဲ့ဒီနောက်တုံးဝေဖူးကအပတ်မန်ကနေထွက်လာပြီးအပတ်မန်ရဲ့အနီးအနားကစပင်ရဲ့ဆိုင်မှာတွားပြီးစပင်တွားညက်တဲ့အဲ့ဒီနောက်တုံးဝေဖူးကအခန်းကိုပြန်လာတဲ့မကြဘူးတုံးဝေဖူးကအပြင်ကိုပြန်ထွက်သွားတယ်ရှင်25ရက်နေ့ည9နာရီအချိန်လောက်မှာတုံးဝေဖူးကအပတ်မန်နဲ့ တိတ်မဝေးတဲ့20ပတ်တန်ဆိုင်တဆိုင်ကိုဝင်သွားပြီးပစ္စည်းတွေတော့ဝယ်ခဲ့တယ်။တုံးဝေဖူဘာတွေဝယ်ခဲ့လဲဆိုတော့ကတိဒါအိတ်ပြီးတော့အဲ့လိုမျိုးကျိုးတွေတုံးဝေဖူပစ္စည်းတွေအများကြီးဝယ်ခဲ့တယ်။စုစုပေါင်းဘတ်900ကျော်ကြားတယ်တရှင်။တုံးဝေဖူအဲ့ဒီပစ္စည်းတွေဝယ်ပြီးအခန်းကိုပြန်သွားထားတယ်။အဲ့ဒီအချိန်ထိမိမရှာက ုံဝေဖူကိုလာမရှာသေးဘူး။ည10နာရီအချိန်လောက်ရောက်မှမင်းမရှာကစင်ကဲတက္ကစီနဲ့အဲ့ဒီအဖတ်မန်ရှိကိုရောက်လာတဲ့တုံဝေဖူနဲ့မင်းမရှာကိုဆင်းကြိုခဲ့တယ်ရှင်။တုံဝေဖူနဲ့မင်းမရှာအဖတ်မန်ထဲကိုဝင်သွားတဲ့အချိန်ပြီးတော့အခန်းထဲဝင်သွားတဲ့အချိန်ကပုံမှန်ပဲပဲရှင်။စွဲပြီးဝင်သွားတာတွေလည်းမရှိကြဘူး။ညနဲ့နာရီအချိန်လောက်မှမင်းမရှာရဲ့ငှက်ကိုမလုံနဲ့ငှက်ကိုလွတ်ဆိုတဲ့အော်တန်ထွက်လာတယ်။ပြီးတော့ တုတ်တုတ်တက်တက်အတန်တွေထွက်လာတယ်။တုံးခွေဖူးငားနေတဲ့အခန်းကနှစ်ထက်မြောက်တုံးခွေဖူးအခန်းအောက်မှာအဲ့ဒီအဖမ်းမင်းကိုတန့်ရှည်လှုပ်ပေးနေတဲ့အတော်ကနေနေတယ်ရှင်။ဒါကြောင့်တုတ်တုတ်တက်တက်အတန်နဲ့မိမရှာအော်တန်ကိုတန့်ရှည်လှုပ်ပေးတဲ့အတော်ကကြားတယ်ရှင်။ဒါပေမဲ့အတန်ကခဏလေးပဲထွက်လာပြီးပြန်တိတ်သွားလို့အတော်လည်းတခါတော့မခောက်ဘူး။ တတိလည်းတော့မပေးတလို့ရဲကိုလည်းဖုံးဆက်အကြောင်းမကြားခဲ့ဘူးရှင်၁၆ရက်နေ့နနက်၆နေအချိန်လောက်မှာတော့တုံဟွေဖူးကအိတ်နဲ့ပြီးတော့လက်ထဲမှာအာကျူကျူအိတ်တလုံးကင်ပြီးအက်တီအပါတ်မန့်ထဲကနေထွက်သွားလိုက်တယ်ရှင်တုံးဝေဖူးတယောက်တည်းထွက်သွားတာမင်းမရှာမပါဘူးအဲ့ဒီ16ရက်နေ့နဲ့မှာပဲတိတ်ရဲလို့တဲ့အတော်ကအပါတ်မန့်ပိုင်ရှင်ကိုတော့ပြောတယ်ဗောရှင်ညတော့ကတုံးဝေဖူးငားနေတဲ့အခန်းက အာရံဖြစ်တဲ့လိုမျိုးကြားတဲ့အတန်တွေစူညံတဲ့ဘေးပဝန်းကျင်ဘေးကအခန်းသူတွေကိုအနောက်ရှက်ဖြစ်စေတဲ့အဲ့လိုမျိုးတော့ပြောပြလို့အဖတ်မင်းပိုင်ရှင်လဲသိရှင်လှုပ်တဲ့အတော်ကိုအဲ့လိုမျိုးဆိုရင်အတော်ကအဲ့ဒီတုံဝေဖူးရဲ့အခန်းတစ်ခါကိုတော့ခောက်ပြီးတတိတော့ပေးအဲ့လိုအတန်ထက်မကျေနဲ့ရံမဖြစ်ကြနဲ့ပေါ့ရှင်အတော်လဲတုံဝေဖူးရဲ့အခန်းတစ်ခါကိုတော့ခောက်လိုက်တယ်ဘယ်တော့ပဲခောက်ခောက်တုံဝေဖူးကတခါမဖွင့်ဘူးထူးတန်လည်းမရှိလို့ တိတ်ရဲလောက်တဲ့အတော်နဲ့တော့နဲ့တုံဟွေဖူးရဲ့အခန်းတစ်ခါကိုဖွင့်လိုက်တယ်ဖွင့်လိုက်တော့အခန်းထဲမှာကြည့်တော့အခန်းရဲ့အိမ်သားထဲမှာမင်းမရှာကဆုံးသွားပြီးမောက်လိုက်ချင်းပြီးတော့ခွဲထားခံရတယ်မေးစိကနေဟိုအောက်အဲ့ဒီအထီကိုခွဲထားခံရတယ်အော်မင်းမရှာကလေးရှင်းဆီလီကွန်လည်းထည့်ထားတယ်ပြီးတော့လိမ့်လည်းပြောင်းထားပြီးရှင်း တုံးဟွေကမိမရှာရဲ့ရင်သားထည့်ထားတဲ့ဆီလီကွန်နှစ်ခုစလုံးကိုနှစ်ဖက်စလုံးကိုယူထုတ်ထားတဲ့ပြီးတော့နှလုံးကိုလည်းယူထုတ်ပြီးအပြင်မှာချထားတဲ့အလောင်းပေးမရှင်ကျွတ်ကျွတ်အိတ်ကိုလည်းထည့်ထားတဲ့ပြီးတော့မိမရှာရဲ့အဆုတ်တစ်ဖက်လည်းပျောက်သွားတဲ့ဒါမဲ့အဆုတ်ကအဲ့ဒီအခန်းထဲမှာရှိမနေဘူး ရန်နဲ့ကင်ဆေးတွေဘယ်လိုပဲရှက်ရှာအဆုတ်တွေကိုမတွေ့ဘူးမိမရှာဆုံးသွားတဲ့ပုံကအရန်နဲ့တနာဖို့ကောင်းနေရှင့်မိမရှာကောင်းရပုံပွားရောက်ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ရဲလဲ CCTV ကနေတုံးဝေဖူဘဲကိုဆက်သွားလဲဆိုတာလိုက်တယ်တုံးဝေဖူကအဲ့ဒီအဖမ်းမင်းကနေထွက်လာပြီးလင်ရင်ကွင်းကိုတွားပြီးတရုတ်နိုင်ငံကိုပြန်ဝင်သွားဖို့လုပ်တယ်ရဲလဲအစင်းစင်းဆက်သွယ်လိုက်ကြတယ်ရှင့်တုံးဝေဖူသူလင်ရင်ကွင်းရောက်ပြီး သူအဲ့ဒီလင်ကွင်းထဲကိုဝင်သွားတော့မယ်အဲ့လိုမျိုးမျက်နှာတွေစကန်ရတယ်ရှင့်အဲ့ဒီအချိန်မှာပဲတုံးဝေဖူးသူမျက်နှာစကန်နေတဲ့သူကလူဆိုးဖြစ်မှန်းတက်လာတယ်တုံးဝေဖူးကတန်တရားဝင်ခံရတဲ့သူဖမ်းမိတ်ထုတ်ခံရတဲ့သူဆိုတာပေါ်လို့အဲ့မှာရှိတဲ့ရဲတွေကလည်းတုံးဝေဖူးကိုတခါတည်းဖမ်းလိုက်တယ်ရှင့်ညရုံကတည်င်းထောက်တွေရောရဲတွေရောတုံးဝေဖူးကိုဗာမီမီတုံးဝေဖူးကဘာမှမပြောရှင့် ဒီနေ့နဲ့နဲ့မှာတော့တုံခွေဖူးကရဲစီထွက်ဆိုချက်ပေးပြီးတုံခွေဖူးသူပြောတာကတော့နေ့လယ်ပိုင်းမှာသူကမိမရှန်နဲ့သွားတွေ့ခဲ့တဲ့ပြီးတော့တယောက်ကိုတယောက်ဖုန်းနံပါတ်တွေပေးကြတယ်အဲနောက်သူလည်းအခန်းကိုပြန်သွားတယ် ညရောက်တော့မိမရှာကားတုံးဝေဖူကိုဖုံးဆက်လာတဲ့တရှင်ပြီးတော့စေနှုံးတွေပြောကြတယ်အတူတူအိတ်တဲ့စေနှုံးဘတ်ရှစ်ထောင်နဲ့တဘောတူကြတယ်တရှင်မိမရှာလည်းတုံးဝေဖူကိုအပတ်မန်ထိလာရှာပြီးအခန်းထဲကိုအတူတူဝင်သွားလိုက်ကြတယ်အခန်းထဲရောက်တော့တုံးဝေဖူလည်းမိမရှာကိုဘတ်ရှစ်ထောင်လွဲပေးလိုက်တယ်တရှင်လွဲပေးပြီးတော့တုံးဝေဖူကမိမရှာနဲ့အဲ့လိုမျိုးအတူတူ ိတ်ရှင်တဲ့နေ့လယ်ပိုင်းတွေ့တဲ့အချိန်လုံးကမင်းမရှာကမင်းကလေးစစ်စစ်မဟုတ်မှတုံးဝေဖူမတိတေဘူးတဲ့ချက်မင်းမရှာအပတ်မန်ကိုရောက်လာတဲ့အချိန်မှာမင်းမရှာကမင်းကလေးစစ်စစ်မဟုတ်မှသူတိတာလို့ပြောတယ်ရှင်။သူကမင်းမရှာနဲ့အိတ်ရှင်နဲ့ဒါပေမဲ့မင်းမရှာကမပေးအိတ်ဘူးတဲ့ရှင်။ဒါကြောင့်သူလည်းအဲ့ဆိုပိတ်ဆံတဝက်ပြန်ပေးလာဗတ်လေးထောင်ပြန်ပေးလာပြန်တောင်းတော့လေမင်းမရှာကသူ့ကိုမပေးဘူးတဲ့ရှင်။ဒါကြောင့်အဲ့လိုမျိုးအတင်းအိတ်ဖို့လုပ်တယ်ဒါပေမဲ့မင်းမရှာက ပြန်ခုခံပြီးတော့တော့ဝေဖူကိုကတင်ပေါ်ကနေကန်ချလိုက်တဲ့ဒါကြောင့်သူစိတ်ဆိုးပြီးတော့မိမရှာရဲ့လက်ပင်းကိုညှစ်လိုက်တဲ့မိမရှာလည်းအာပြန်ခုခံလို့သူ့ရဲ့ဘာတွေဘာတွေကိုကုတ်ခဲ့တဲ့တရှင်နောက်ဆုံးမိမရှာကအဲ့ဒီကတင်ပေါ်မှာငိန်တက်သွားတဲ့မိမရှာငိန်တက်သွားတော့မိမရှာရဲ့အလောင်းကိုရေချိုးခမ်းတဲ့ကိုစွဲဝင်သွားပြီးအလောင်းကိုဆော့ကစားခြင်းနဲ့စိတ်ပေါ်လာတဲ့တရှင်ဒါကြောင့်မို့ သူခုနတုန်းကဝယ်လာတဲ့အဲ့ဒီကက်ကြီးတွေနဲ့အဲခုနပြောတဲ့အတိုင်းလှုပ်လိုက်တာတည်းရှင်းထုတ်ထားလိုက်တာအဲ့ဒီအဆုတ်လေးသူတကယ်ထုတ်ရတယ်ဒါပေမဲ့သူယူထုတ်ပြီးသူအလောင်းပေးနေမှာပဲချထားတယ် သူမอยู่ရဘူးထုတ်ချင်တဲ့ဟာကိုသူကလုံးယူထုတ်ထားပြီးသူအဲ့ဒီအင်တာကိုတက်ရှည်လောက်တယ်ပြီးတော့သူပြန်အနားယူပြန်သွားအိတ်လိုက်တာနည်းနည်း၆နေအချိန်မှာတော့သူထလာပြီးလေကွင်းကိုတွားလိုက်တာတက်ရှင်သူတကယ်အဲ့ဒီအဆုတ်ကိုမอยู่တွားရဘူးလို့ပြောတယ်ဘယ်သူယူသွားမှလဲသူမသိဘူးလို့သူပြောတယ်ရှင်သူအလောင်းပေးမလားမှာပဲချထားတယ်လို့ ဒီတုံဟွေဖူကပြောတယ်တီးတော့သူအဲ့ဒီကက်ကြီးတွေအခြားပစ္စည်းတွေဝယ်တာကသူမိမရှာကိုဒီလိုမျိုးလှုပ်ဖို့ဝယ်ထားတာမဟုတ်ဘူးသူအိတ်ကိုဝယ်ရတဲ့အကြောင်းရင်းကတော့သူပစ္စည်းတွေထည့်ဖို့သူခီးသွွားအိတ်တွေမပါလို့ထည့်ဖို့ဝယ်ထားတာအဲ့ဒီကက်ကြီးတဲ့ခါကျတော့သူတွားလဲတဲ့အချိန်ရန်သူတွေဘာတွေဘေးတွေတွေ့မှဆိုလို့သူ့ကိုယ်သူကကွယ်ဖို့အနေနဲ့ သူဆောင်ထားတာလို့သူပြောတယ်ရှင်အဲကတုံဝေဖူးကိုမေးတယ်တုံဝေဖူးမှာအဲ့လိုမျိုးစိတ်ရောဂါတွေပါတယ်ရှိလားမေးတော့သူသွားမစစ်စေဖူးတော့သူလည်းမသိဘူးလို့ပြောတယ်ရှင်ဒါပေမဲ့သူဆုံးသွားသူကိုတောင်းပန်ခြင်းနဲ့ဆုံးသွားသူရဲ့မိသားစုဝင်တွေကိုလည်းသူတောင်းပန်ခြင်းနဲ့သူအဲ့လိုလုံမိတာသူလည်းဝမ်းနေတယ်လို့ပြောတယ်ရှင်ရဲကတုံဝေဖူးကိုတရားရခိုင်တော့လည်းမယုံသေးဘူးရှင်ပြီးတော့အခုအဲ့ဒီအဆုတ်ကဘယ်ကိုရောက်သွားတာလဲတုံဝေဖူးလည်းသူမယူရဘူးလို့ပြောတယ် ရဲတွေကအဲ့ဒီအဖန်မင်းရဲ့အိမ်သားထဲအဲ့ဒီအိမ်သားခွဲထဲလဲကြည့်ပြီးပြီးအမိုက်ပုံ အမိုက်ဘုံတွေထဲမှာလဲစစ်ကြည့်ပြီးပြီးမရှိဘူးရှင့်ဟိုဟေဖို့သူဆွဲထားတဲ့အဲ့လဲအထဲမှာရေမှုတွေဖြစ်နေတဲ့အဲ့တော့အစုတ်ကဘယ်ကိုရောက်သွားတာလဲရှင့်တုံးဟွေဖူကနဲ့နဲ့ပိုင်ကလေးကထွက်သွားတယ်။နေ့လေပိုင်မှတိတ်ရေလုတဲ့အတော်ကအခန်းတကားကိုတွက်ဖွင့်လို့အဲ့လိုမျိုးတော့တွေ့တယ်။တွေ့တယ်နဲ့ကယ်ဆေးနဲ့ရဲကိုဖုံးဆက်အကြောင်းကြားပြီးရဲနဲ့ကယ်ဆေးတွေလည်းလာကြည့်သွားတယ်။ ဒါပေမဲ့အဲ့ဒီအဆုတ်ကမရှိဘူးဒီလိုတည်တင်းကအရင်တောက်ဖို့ကောင်းနေတော့ရှင်အစပိုင်းသူများအထင်ကတုံးဝေဖူးကအဲ့ဒါတွေယူပြီးသွားရောင်းတာနေမှာလို့ပြောကြတယ်မဲ့တုံးဝေဖူးသူမယူသွားရောင်းရဘူးသူယူထုတ်ပြီးအဲ့မှာပဲချထားတဲ့တည်တင်းတွေကထွက်တဲ့အတိုင်းမဟုတ်ဘူးလို့သူပြောတယ်အဲ့လိုမျိုးဆိုရင်အဆုတ်ကပဲကိုရောက်သွားတယ်လို့ရှင် ရဲကတုံးဝေဖူရဲစကားကိုတရားရခိုင်တော့လည်းမယုံတယ်ရှင်အဲ့လိုမျိုးထက်ပြီးစစ်စစ်မှုလောက်တော့အောင်မယ်ဘယ်လိုပဲဖြစ်တဲ့တင်းထူးရှင်ပြန်လဲအတစ်ပြမယ်လို့ရှင်သူငယ်ရှင်တို့လည်းခူးဆိုင်ကြပါတော့ရှင်ကိုနဲ့တိတ်မတိမရင်းနီးတဲ့သူသူများခေါ်သွားလိုက်မသွားနဲ့ပြီးတော့သူများကိုလွယ်လွယ်နဲ့မယုံကြည်ကြနဲ့လို့ရှင်အခုတော့ရှင်လည်းခဏခဏတင်ပြတဲ့လူပြောက်တွေလည်းအယမ်းများနေတယ်ခူးဆိုင်ကြပါပဲတော်တော်အဖို့ရှင်ပိုကောင်းမယ်ရှင်သူများကိုလွယ်လွယ်ကူကူနဲ့မလိုက်သွားကြနဲ့လို့ရှင်